မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတောင်တာမြို့နယ်အထက်ကတဲ့ကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုကိုတော်လိုင်းတပ်တွေကဇန်နဝါရီလ13ရက်နေ့နေ့လယ်ပိုင်းမှာဝင်းအောင်စီးနေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစစ်ကောင်စီအုပ်စုတွေကိုဝင်းရောက်မတိုက်ခိုက်ခင်မှာကျောင်းထဲမှာရှိတဲ့ကျောင်းသားကျောင်းသူတွေကိုတော်လိုင်းတပ်တွေကဘေးလွတ်ရာကိုပို့ဆောင်ပေးခဲ့ပြီးတဲ့နောက်မှာသာ ကျောင်းကိုဝင်ရောက်ပြီးတော့စီးနေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကျောင်းဝင်အတွင်းမှာစစ်ကောင်စီအုပ်စု21ယောက်တပ်ဆွဲထားတာဖြစ်ပြီးတော့အဲ့ဒီတပ်ကိုမြင်းကြံခရိုင်အမှတ်3တပ်ရင်းကဝင်ရောက်စီးနေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီအုပ်စု10ယောက်ခန့်မြန်မြန်တိုက်ဆုံးခဲ့ပြီးတော့ကျန်တဲ့စစ်ကောင်စီအုပ်စုတွေလည်းအထိကိုက်များစွာနဲ့ကျောင်းအုပ်ဒတိုင်းတွေကိုကျော်ပြီးတော့ထွက်ပြေးသွားတယ်လို့မြင်းကြံခရိုင်အမှတ်3တပ်ရင်းကပြောပါတယ်။ကြာဆုံးသွားတဲ့စစ်ကောင်စီ10ကောင်မှာ ် MA3 တက်လက်ပဲအကောင်းကြံပြီးတော့ကြံတဲ့အလက်တွေက RPG ပြစ်ခံရလို့ခဲရန်နေကြီးတွေအကုန်လုံးပြက်စီးပြီးတော့ကြံခဲ့ပါတယ်အထကတ်တဲ့အတွင်းမှာတောင်တာမြို့နယ်စစ်ကောင်စီခေါင်းဆောင်ဝနာထေးရဲ့အခန်းကိုပြစ်ခတ်ရမှာလက်ရုံးတက်ချက်ကြီးအောင်မင်းတိတ်ဆုံးသွားပါတယ်လို့မြင်းကြံခရိုင်အမတ်တုတ်တက်ရင်ကပြောဆိုထားပါတယ် တော်လိုင်းရေးတပ်တွေဟာအထကတိအကြောင်းမှရှိတဲ့စစ်ကောင်စီအုပ်စုရဲ့စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီအုပ်စုအလံကိုဖြုတ်ချကာမြင်းကြံခရိုင်အမတ်သုံးတပ်ရင်းရဲ့အလံတပ်ခွဲနှစ်အလံကိုချိန်ဆွဲပြီးတော့အလေးပြုခဲ့ကြတယ်လို့ဆိုပါရယ်အဲ့ဒီနောက်မှာတော့တော်လိုင်းတပ်ဖွဲ့တွေကရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့မြင်းကြံခရိုင်အမတ်သုံးတပ်ရင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ခုကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်အမတ်3လေးကိုတိုက်ရင်ကိုတိုက်ခိုက်ခဲ့ရမှာ ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ12ရက်နေ့ကတိုက်ပွဲဖြစ်တဲ့အမြောက်တပ်နားလေးမှတင်ဖြစ်တာပြီးတော့ကြောက်ခုအမြောက်တပ်3-4ကိုအနီးမှာစစ်ကောင်စီတွေနဲ့ထပ်ပြီးတော့တိုက်ပွဲတွေဖြစ်သေးတယ်လို့ DPLA ကပြောရေးဆိုခွင့်ရှိသူကပြောပြထားပါရယ်။ဓနုတဟာပြီးခဲ့တဲ့ဇန်နဝါရီလ4ရက်နေ့ကလည်းကြောက်ခုကြီးရွာအုပ်စုမှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းနဲ့အမြောက်တပ်အမတ်3-4တို့ကိုလည်းတွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါရယ်။ဓနုတဟာ ကြောက်ခုရွာမှာရှိတဲ့စစ်ကောင်းစီရဲ့တပ်စခန်းများကို2024ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကတည်းကနေ့စဉ်ရက်ဆက်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ DBLA ကပြောရေးဆိုခွင့်ရှိသူကရှင်းပြထားပါဗျာ။ ်နိုဝင်ဘာလ30ရက်နေ့ကလေးကနေအခုချိန်ထိပဲရက်တိုင်းနှီးပါးကိုတိုက်ပွဲဖြစ်နေတာသိရသလောက်ဆိုရင်တော့ရက်ပေါင်း60ကျော်လောက်ရှိနေပြီလို့၎င်းကရှင်းပြထားပါတယ်ဓနုတက်ဟာကြောက်ကူဒေတာမှာစစ်ကောင်စီနယ်မြေကန်တပ်များဖြစ်တဲ့အမတ်တ349နောင်ဝိုးတက်ခလာရ29နှစ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့တိုက်ပွဲပြင်းထန်နေတဲ့နောင်ချုံမြို့နယ်တောင်ခန်းကြီးရွာကိုစစ်ကူသွားတဲ့စစ်ကောင်စီတပ်များကိုလည်းဖြတ်တောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါအပြင်တောင်ခမ်းမှာ DBL နဲ့အတူလက်တွဲပြီးတော့တိုက်ပွဲဝင်နေတယ်။တောင်တပ်မတော် TNL နဲ့ စစ်ကောင်စီတပ်များကြားမှာလဲတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗါ။တောင်ခမ်းကတော့နေတိုင်းလိုလိုတိုက်ပွဲဖြစ်နေတယ်၃၅လေးပတ်ဝန်းကျင်နေမှာပေါ့နေတိုင်းဖြစ်နေတာဒီနေ့တော့အသေးစိတ်မသိရသေးဘူးလို့ DBLA ကပြောရေးဆိုခွင့်ရှိသူကရှင်းပြထားပါဗါ။နောက်ချုံမြို့တောင်ဘက်ဒုထဝတိမြေကူတရာအနောက်ဘက်မှာရှိတယ်တောင်ခမ်းချေးရွာမှာ အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆက်က902နဲ့၎င်းလက်အောက်ခံအမြောက်တရင်3ရင်းဖြစ်တဲ့အမတ354အမတ206အမတ406တို့တရှိတယ်လို့သိရပါတယ်မဆက်က902ဟာအရှိမတိုင်းစစ်ဌာနချုပ်ရမခနယ်မြေအတွင်းမှာရှိတယ်တခုတည်းသောအမြောက်တကုတ်ကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တရင်73ရင်းရှိကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဒီပဲရင်မြို့ပေါ်မှာတက်ဆွဲပြီးတော့ပြည်သူပိုင်းနေအိမ်များကိုမိရှုနေတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့မှာဒီပဲရင်မြို့ပေါ်မှာအထိုင်ချတက်ဆွဲပြီးပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုတွေရှိတော့လဲတေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာဒီပဲရင်မျိုးပေါ်မှာအထိုင်ချတက်ဆွဲပြီးပြည်သူပိုင်းနေအိမ်များကိုအကြောင်းမဲ့တတ်တတ်မိရှုဖျက်ဆီးနေခြင်းကြောင့် Freedom Revolution Force FRF ရွှေဘိုခရအမှတ်24တိုက်ရင်တဲ့အတူမဟာမိတ်အဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေထိခိုက်မှုတော့ရှိတယ်။ဒါပေမဲ့သူတို့ကအပြင်ကိုမထွက်ဘူး။ ဘန်ဂါရီတန်းမှာပဲနေနေတော့တေဆုံတဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ Freedom Revolution Force FRF ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Freedom Revolution Force FRF ရွှေဘိုခရိုင်အမှတ်နံပါတ်4တိုက်ရင်းနဲ့အတူမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ဒီပန်းရဲမျိုးနဲ့ပကဖတိုက်နယ်၄နဲ့တိုက်နယ်၅ပူးပေါင်းအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝင်မြို့နယ်မြစ်တာမြို့ကနေဆင်းလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၃ဦးထက်မနည်းထိခိုက်ဒေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၈ရက်နေ့ညနေ9:00နာရီခွဲအချိန်ကမှဒဝင်မြို့နယ်အရှိတော်နယ်မြစ်တာမြို့ကနေပြန်ဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကပခတ်ရွာနဲ့ဓားသွေးကြောက်ရွာကြားမှာရှိတဲ့လမ်းပိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များက drone လက်နက်ကြီးလက်နက်ငယ်များနဲ့ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က၃ထက်မနည်းထိခိုက်သေးဆုံးပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတပ်ခိုက်မှုကို Black Guerrilla Force LGF ဘီလုံးပြောက်ကြားတပ်ဖွဲ့စစ်တပ်နဲ့တပ်ဖွဲ့နဲ့ဒဝဲခရိုင်တပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများကိုအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်အထူးသတိပြုသွားလာနေထိုင်ကြရန် Lord Guerrilla Force LGF တပ်ဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရဲ့မြို့နယ်အချို့မှာအကြမ်းဖက်စစ်ကောင်စီကရခိုင်လူငယ်များကိုအကြောင်းမျိုးမျိုးပြဖမ်းဆီးလျက်ရှိပြီးတော့ပြည်တော်စုအဆင့်တိုင်းရင်းသားလူမျိုးများရေးရာဒုတိယဝန်ကြီးဇော်အေးမောင်ဟာလည်းဒီကိစ္စထဲမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်အေးမောင်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ဝန်ကြီးအဖွဲ့မှာတာဝန်ထမ်းဆောင်နေပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရခိုင်လူငယ်များကိုဖမ်းဆီးရာမှာ၎င်းကိုယ်တိုင် ဓာတ်ရိုက်ညွှန်ကြားတဲ့နေရာကနေပါဝင်နေတယ်လို့တပ်တွင်းသတင်းအရေးမြစ်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလနဲ့အခုနှစ်ဇန်နဝါရီလများမှာ ရန်ကုန်တိုင်းမယန်းကုန်လှိုင်သာယာရွှေပြည်သာတောင်တကုန်းမြောက်တကုန်းမြောက်ဥကလာစတဲ့မြို့နယ်များနဲ့ပါကေတမြို့နယ်များကရခိုင်လူငယ်များအယောက်90ထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းရခိုင်လူငယ်များဖမ်းဆီးခံရမှုအပေါ်စောင့်ကြည့်နေသူတဦးကအခုနောက်ပိုင်းမှာရန်ကုန်ကိုရောက်လာတဲ့ရခိုင်တွေအများကြီးများလာတယ်။လူငယ်တွေကပုံများတယ်။တချို့နေရာတွေကိုသတင်းအတိအကျဆိုတာထက်နာမည်မှတ်ပုံတင်နံပါတ်တွေနဲ့ကိုအတိအကျလာဖမ်းတာ။ အဲ့ဒီအတိုင်းကိုလာစစ်တာကျွန်တော်တို့သိရတဲ့လောက်ကတော့ဝင်ကြီးဥဇော်အင်းမောင်ကတိုက်ရညှော်ကြားနေတယ်လို့ပြောတယ်အစိုးရအဖွဲ့အပတ်စဉ်အစည်းအဝေးတွေမှာလည်းဒီကိစ္စကိုတင်ပြနေတယ်လို့ပြောတယ်စစ်တပ်ကလည်းအဲ့ဒါကိုအဓိကလှုပ်ဖို့အတွက်ဖိအားပေးနေတယ်လို့ပြောဆိုထားပါတယ်တိုင်းသားလူမျိုးများရေးရဝင်ကြီးဌာနဒုတိယဝင်ကြီးဇော်အင်းမောင်ဟာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးမှာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာတစ်ကြိမ်နိုဝင်ဘာလမှာတစ်ကြိမ်ဒီဇင်ဘာလအထွေမှာတစ်ကြိမ် ရန်ကုန်တိုင်းအတွင်းမှာရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားများနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်လို့၎င်းကပြောဆိုထားပါတယ်ရန်ကုန်တိုင်းထဲကရခိုင်အပါအဝင်အခြားသောတိုင်းရင်းသားများကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးလျက်ရှိနေရာ2024ခုနှစ်ဒီဇင်ဘာလဒုတိယပတ်ကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာရခိုင်တိုင်းရင်းသားများကိုပုံမိုပြီးတော့တင်းကျပ်ကစစ်ဆေးပြီးနာမည်မှတ်ပုံတွေနံပါတ်များနဲ့လာရောက်ပြီးတော့စစ်ဆေးနေတယ်လို့သိရပါတယ်ဒါအပြင်ဒီသမလာအတွင်းမှာအချက်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ရန်ကုန်ခရီးစဉ်မှာလဲဒုတိယဝင်ကြီး ဇော်အေးမောင်ကအစည်းအဝေးမှာရခိုင်လူမျိုးများရန်ကုန်တိုင်းထဲကိုအလုံးရင်းနဲ့ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းမှာရန်ကုန်ကိုရောက်ရှိနေတဲ့ရခိုင်လူမျိုးများကိုစစ်ဆေးရန်နဲ့အေးအေးနဲ့ဆက်ဆက်မှုရှိမရှိဆိုတာကိုမြို့နယ်တိုင်းရက်ွက်တိုင်းမှာစစ်ဆေးရန်အမိန့်စာများထွက်ပေါ်လာကြောင်းအဲ့ဒီသတင်းအရင်းမြစ်ကပြောပါတယ်။ ်မယန်းကုန်းနိုင်သာယာမြောက်ကလာတာဂေတာစတဲ့မြို့နယ်များကအခုရပိုင်းအတွင်းမှာဖမ်းဆီးခံရတဲ့ရခိုင်လူငယ်အယောက်20ထက်မနည်းဟာရန်မြဲမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်ကလူငယ်အများပြားပါဝင်တယ်လို့မိသားစုဝင်များထံကသိရှိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာ ဂျပန်ကိုရီးယားစင်ကာပူနိုင်ငံများကိုအလုတ်သွားလုပ်ဖို့အတွက်ပြင်ဆင်နေကြသူများဖြစ်ပြီးတော့တချို့ဟာဗရင်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလောက်ကင်နေသူများဖြစ်တယ်လို့ဖန်ဆီးခံရတဲ့မိသားစုဝင်တဦးကပြန်လည်ပြောပြထားပါရယ်ကျွန်တော်ညီလေးကဒီအပိုင်းမှာဖန်ဆီးခံလိုက်ရတာပါမယန်းကုန်းဈေးမှာဈေးဝယ်ပြီးတော့အပြတ်မှာဖန်ခံရတာအခုချိန်ထိကိုပြန်မလွတ်ပေးသေးဘူးကျွန်တော်တို့စုံစမ်းရတာတော့မယန်းကုန်းရဲစခန်းမှာလို့သိရတယ်တွားတွေ့တော့ကျွန်တော်တို့ကိုဝင်ခွင့်မပေးဘူးမရှိဘူးလို့ပြောပြီးလွတ်လိုက်တယ် ကျွန်တော်တို့လည်းသတင်းတီးကြရထားတော့နောက်တစ်ခါသွားတွေ့တဲ့အချိန်မှာမော်ဘီကိုပြောင်းလိုက်ပြီလို့ပြောတယ်အခုမော်ဘီရဲစခန်းမှာလိုက်ပြီးတော့စုံစမ်းနေပါတယ်လို့ပြောဆိုထားပါတယ်အတိမပြုတ်အပ်သေးတဲ့သတင်းများအရာရခိုင်ကနေရောက်လာတဲ့စစ်ဆောင်ပြည်သူများကိုရန်ကုန်တိုင်းမှာရှိတဲ့ဖုံတော်ကြီးကျောင်းများရက်ကွက်များနဲ့တီလာရှင်ကျောင်းများမှာတဲခိုခွဲမပြုတ်ရန်စစ်ကောင်စီထောက်ခံသူများကနေတဆင့်လက်ကမ်းစာဆောင်များဖြန့်ဝေလျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်စစ်ကောင်စီကရခိုင်နေနေထိုင်တဲ့မြို့နယ်တွေရက်ကွက်တွေမှာ ဖမ်းဆီးမှုတွေပြုလုပ်ဖို့ညွှန်ကြားထားတာတွေရှိပါတယ်စစ်တပ်ထောက်ခံသူတချို့ကလည်းရက်ွက်တွေဖုန်ကြီးကြောင်းတွေတီလာရှင်ကြောင်းတွေမှာစာရွက်စာတမ်းတွေကိုဖြန့်ဝေနေတာရှိပါတယ်အထူးသဖြင့်တာမွေလှိုင်းသားယာမြောက်တကုံရွှေပြည်သားနဲ့မြောက်ကလာတွေမှာလည်းဖြန့်ဝေနေတာတွေရှိပါတယ်အဲ့ဒီမတိုင်ခင်ကလည်းရန်ကုန်တိုင်းမှာရှိတဲ့ရခိုင်ဖုန်ကြီးကြောင်းတွေကိုစစ်ကောင်စီကဓာတ်ရိုက်စာကန်းတာတွေလည်းရှိတယ်လို့တာမွေမြို့မှာနေတဲ့ရခိုင်လူငယ်တူကပြန်လည်ပြောပြထားပါတယ်စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်အတွင်းရခိုင်လူငယ်များကို ရန်ကုန်တိုင်းမှာတွေ့ရင်ချက်ချင်းကိုဖမ်းဆီးမင်းမြန်းကစစ်ကြောရေးကိုပို့တဲ့အထီကိုပြုတ်လုတဲ့ဖြစ်စဉ်များလည်းရှိနေတယ်လို့အဲ့ဒီလူငယ်တွေကပြောပြထားပါရယ်2024ခုနှစ်အတွင်းမှာရခိုင်အမျိုးသားများပါတီ ANP တဲကလူငယ်ရေးရာခေါင်းဆောင်ကိုဂမ်ဘာရီနဲ့ရခိုင်ကြောင်းသားတမကတဲကခေါင်းဆောင်တအုပ်ဖြစ်သူ ကိုမြတ်ဟိန်းထွန်းတို့ကိုနှစ်ရှိထောင်နာများချမှတ်ထားတယ်လို့သိရပါတယ်ရခိုင်မြန်မာအစိုးရမဆုမြတ်ထဟာလေပရိုက်တာလုပ်ငန်းလုပ်ကန်ရင်းနဲ့ဖမ်းဆီးခံထားရပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကအခုချိန်ထိကိုစစ်ကြောရေးမှထိမ့်သိမ်းထားဆဲဖြစ်တယ်လို့မိသားစုဝင်များနဲ့နှိစက်တဲ့ဒူရီစီကသိရှိရပါတယ်အခုလိုမျိုးရခိုင်တိုင်းရင်းသားလူငယ်များကိုစစ်ကောင်စီကအကြောင်းမျိုးမျိုးတက်ဖမ်းဆီးထိမ့်သိမ်းခြင်းထောင်နာများချမှတ်ခြင်းအပေါ်ပြည်တော်စုအစ်စ်တိုင်းရင်းသားလူမျိုးများရေးရာဒုတိယဝန်ကြီးဦးဆောင်မောင်အနေနဲ့တစုံတရာကူညီဆောင်ရွက်ပေးခြင်းမျိုးမရှိဘူးလို့ဇော်အင်းမောင်နဲ့နှိစက်တဲ့ ူတွေကပြောပါတယ်ဇော်အေးမှာဟာ NLD အစိုးရလက်ထက်ကရန်ကုန်တိုင်းရခိုင်တိုင်းဒေသကြီးရဝင်ကြီးဖြစ်ခဲ့ပြီးတော့လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းကပြည်ထောင်စုအစ်စ်တိုင်းဒေသကြီးရဒုတိယဝင်ကြီးနေရာကိုရယူပြီးတော့တာဝန်ထမ်းဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပေါင်းတလယ်မြို့မှာရေကြီးကုန်းရွာယာအိမ်မှုဇော်မင်းဦးပြစ်ခတ်ခံရပြီးတဲ့နောက်အကြမ်းမဆက်တဲ့ဟာရွာတွေကိုဝင်စီးပြီးတော့အသက်၂လအရွယ်ကလင်းငယ်တဦးအပါအဝင်မိသားစုဝင်၄ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၈ရက်နေ့မနက်ပိုင်းမှာအကြမ်းမဆက်ကောင်းစီတပ်သားများကရေကြီးကုန်းရွာကိုဝင်ရောက်စီးနှင်းပြီးတော့အသက်၂လအရွယ်ကလင်းငယ်တဦးအပါအဝင်မိသားစုဝင်၄ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခြင်းဟာအကြမ်းမဆက်ကောင်းစီတပ်သားများကရေကြီးကုန်းရွာယာအိမ်မှု ဇော်မင်းဦးပြတ်သက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးသွားတဲ့မိသားစုဝင်၄ဦးကိုအကြမ်းဖက်စစ်တပ်ကပေါက်တက်လေရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ထားပြီးတော့လက်ရှိအချိန်မှာယာဒီဥဒ္ဓအေးချမ်းနဲ့အတူအသက်၂လအရွယ်ကလေးငယ်နဲ့အသက်58နှစ်အရွယ်အဖွားဦးဟာကျမ်းမာရေးအခြေအနေတွေစိုးရိမ်နေရတယ်လို့သိရပါတယ်။စစ်တပ်ကဖမ်းဆီးထားတဲ့မိသားစုဝင်၄ဦးဟာကြည်ရွာအတွင်းမှာရိုးရိုးသားသားလောက်ကန်စားတောက်နေသူများဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပေါင်းတလဲမြို့မြို့လာစံပြကြည်ရွာအုပ်ချုပ်ရေးမှုအောင်နိုင်ဦးဟာလည်း တော်လိုင်းတပ်ဖွဲ့များရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်တိုက်ဆုံးခဲ့ပြီးအဲ့ဒီအုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတိုက်ဆုံးပြီးတဲ့နောက်မှာအကြမ်းဖက်ဆက်တပ်ကပေါင်းတယ်လေမျိုးအတွင်းမှာရှိတဲ့ခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းပြီးတော့ တဆွဲမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပေါင်းတက်လေမျိုးမြောက်ဘက်မှာရှိတဲ့ကြေးရွာခွနရွာကိုလည်းအကြမ်းမဆက်တက်ကပိတ်ဆို့ထားပြီးတော့၎င်းတို့မတင်ကားတဲ့နေအိမ်များကိုဝင်းအောင်စီးနှင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။စစ်ခွေးတွေကရေကြီးကုန်းရွာယာအိမ်မှုဇော်မင်းဦးပြတ်တက်ခံရပြီးတဲ့နောက်နေမှာပဲရွာကိုဝင်းစီးပြီးတော့အသက်နှစ်လအရွယ်ကလေးငယ်တဦးအပါအဝင်မိသားစုဝင်၄ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတာအခုပေါင်းတက်လေရဲစခန်းမှာကလေးလေးရောမိသားစုတစုလုံးရောချုပ်ထားတယ်။ရာသီဥတုအေးတဲ့အချိန်ဖြစ်တော့ကလေးငယ်နဲ့အဖွားအိုရဲ့ကျမ်းမာရေးအခြေအနေကစိုးရိမ်ရပါတယ်။ သူတို့ကတာမန်သူတွေပါရွာထဲမှာကောင်းကောင်းကောင်းဝယ်လှူစားနေတဲ့သူတွေပါသူတို့ကိုမတင်ငါလို့ဖမ်းသွားတာနောက်ပြီးတော့အခုရပိုင်းမှာလုံကြုံရေးဆိုပြီးတော့စစ်ခွေးတွေကတရွာကိုတရက်စီအိတ်ပြီးတော့ရွာတွေထဲကိုဝင်ပြီးတက်ဆွဲနေတာတွေရှိပါတယ် ်ရွာတချို့ဘက်မှာလည်းတဆွဲနေတာတွေရှိနေပါသေးတယ်။ပေါင်းတက်လည်းမျိုးမြောက်ဘက်မှာလည်းရွာ900ကိုစစ်ဆေးမှုတွေလုပ်နေပြီးတော့သူတို့မတင်ကားတဲ့အိမ်တွေကိုအင်အားသုံးပြီးတော့ပိတ်ဆို့ဝိုင်းပြီးစစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။အဲ့ဒီရေကြီးကုန်းရွာယာအိမ်မှုချက်ဖောင်းခေါ်ဇော်မင်းဦးတို့လင်မယားနဲ့မြို့လှဆံပြချေးရွာအုတ်ချုပ်ရေးမှုအောင်နိုင်ဦးတို့ကိုဇန်နဝါရီလ9ရက်နေ့မှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တရင်တက်ခွဲ3ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပွဲချင်းပြီးတည်ဆုံသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ